အခုခေတ်မှာဆိုရင်လူအများစုနေတူရုရှားတပ်ဖွဲ့ဝင်တွေဟာလည်းလူမှုမီဒီယာကိုမကြာခဏအသုံးပြုကြပါဗျ။ဒါပေမဲ့ကြောင်လေးတွေကတဲ့အကဗီဒီယိုတွေနဲ့ရုရှားကကောင်မလေးတွေရဲ့အကဗီဒီယိုတွေအစားသူတို့ရဲ့ post တွေဟာစစ်ပွဲရဲ့ထိတ်လန့်ပွဲရာတွေကိုတတိယသိတဲ့ရုပ်ပုံတွေပဲဖြစ်ပါတယ်။ရုရှားစစ်သားတွေတင်ထားတဲ့ဗီဒီယိုတွေဟာယူကရိန်းကိုကျူးကျော်မှုရဲ့နောက်ွယ်ကမြင်ကွင်းတွေကိုကဘာကိုမကြုံစဘူးထိုးထွင်းသိမြင်စေပါတယ်။ဒါပေမဲ့မကြာသေးခင်ကထွက်ပေါ်လာတဲ့သတင်းဗီဒီယိုတွေမှာ ဘသူမှမမျှော်လင့်ထားတဲ့မြင်ကွင်းတွေရှိနေပါတယ်။အဲ့ဒါကတော့ရှေ့တန်းရောက်နေတဲ့ Iran စစ်သားတွေပဲဖြစ်ပါတယ်။ GoPro နဲ့မှတ်တမ်းတင်ထားတဲ့ဗီဒီယိုတစ်ခုမှာ Ukraine ပြည်ပင်ကရုရှားတပ်ဖွဲ့ဝင်အချို့ဟာရုရှားဘာသာစကားမပြောဘဲ Persian ဘာသာစကား Iran ဘာသာအသုံးပြုတဲ့ဘာသာစကားကို ပြောဆိုနေတာကိုတွေ့ရပါတယ်။ဒါက Iran စစ်သားတွေဟာအခုဆိုရင်ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာပါဝင်နေပြီဆိုတာကိုအလွန်မင်းညွှန်ပြနေပါတယ်။ဒီအချိန်လေးဘလို့ဖြစ်လာတာလဲလို့တွေးမိရင်အတူချုပ်အဖြေကတော့ ရုရှားဟာသူ့တပ်တွေထဲကိုအီရန်စစ်သားတွေဒါမှမဟုတ်စေတနာဝန်ထမ်းတွေကိုစတင်ထည့်သွင်းနေပါပြီ။ဒါပေမဲ့ဒီကိစ္စရဲ့နောက်ဝယ်ကအကြောင်းရင်းကပိုပြီးနှံ့နေပါတယ်။အဲ့ဒါကတော့ရုရှားရဲ့စစ်ရေးတွက်ချက်မှုမှားယွင်းခြင်းလူဦးရေဆိုင်ရာဘေးအန္တရာယ်တွေနဲ့အဖွဲ့အစည်းဆိုင်ရာယိုယွင်းမှုတွေဇက်တိုက်ဖြစ်ပေါ်ခဲ့တာကြောင့်ပါပဲ။ဒီအချက်တွေဟာရုရှားကိုတစ်ချိန်ကအင်အားကြီးနိုင်ငံအဖြစ်ကနေအခုဆိုရင်မခံနိုင်ဝင်ပမာဏနဲ့လူဝင်အားကိုဝါးမြူနေတဲ့အန္တရာယ်ရှိတဲ့သားကောင်အဖြစ်ပြောင်းလဲပြစ်လိုက်ပါတယ်။ အီရန်တပ်ဖွဲ့တွေဟာမြောက်ကိုရီးယားစစ်သားတွေနဲ့တူယူကရိန်းတိုက်ပွဲဝင်နေမြေတွေမှာပါဝင်လာတာနဲ့အမျှရုရှားဟာမီခိုအားထားရတဲ့နိုင်ငံအဖြစ်ပြောင်းလဲသွားတဲ့နောက်ဆုံးအခန်းကိုကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ကြုံတွေ့နေရပါတယ်။ဒီအခြေအနေကိုလေ့လာခြင်းအဖြစ်ရုရှားရဲ့လူဝင်အားအကျပ်တဲရဲ့ဖွဲ့စည်းပုံကိုနားလည်နိုင်ပြီးဒါဟာဒီစစ်ပွဲရဲ့အနာဂတ်အတွက်သာမကခေတ်သစ်စစ်ပွဲရဲ့အနာဂတ်အတွက်ပါဘာကိုဆိုလိုသလဲဆိုတာကိုသိရှိနိုင်ပါလိမ့်မယ်။ဒါဟာရိုးရိုးရှင်းရှင်းစည်ရေးနည်းပြဟာတွေဒါမှမဟုတ်ပထဝီဝင်နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်းသက်သက်မဟုတ်ပါဘူး။ ဒါကနျူကလ িয়ার လက်နက်တွေအစင်သင့်ရှိနေတဲ့နိုင်ငံတကာနိုင်ငံဟာသူ့ရဲ့လူသားအရင်းနှီးကိုဘယ်လိုစနစ်တကျဖျက်ဆီးပစ်နိုင်ခဲ့လဲဆိုတာကိုနားလည်ဖို့ပဲဖြစ်ပါတယ်။ဒီအချက်ကဒီအခြေအနေကိုကြည့်ရှုနေတဲ့ကမ္ဘာသူကမ္ဘာသားတိုင်းကိုဘာကြောင့်ထိတ်လန့်စေသင့်တဲ့လဲဆိုတာကိုလည်းရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ရုရှားဘယ်လိုဒီအခြေအနေကိုရောက်လာတယ်လဲဆိုတာကိုနားလည်ဖို့အတွက်စစ်ပွဲရဲ့တမိုင်းကြောင်းကိုအနည်းငယ်ပြန်လည်လေ့လာကြည့်တာအကောင်းဆုံးပါပဲ။ဒီတစ်ချိန်မှာတော့မကြာခဏမေ့လျော့တတ်တဲ့စစ်ရေးလူဦးရေဆိုင်ရာအမြင်နဲ့လေ့လာကြည့်ပါမယ်။ 2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကသူ့ရဲ့အထူးစစ်စင်ရေးလို့ခေါ်တဲ့ယူကရိန်းကျူးကျော်မှုကိုစတင်ခဲ့ချိန်မှာသမ္မတဗလာဒီမာပူတင်ဟာအလွန်အမင်းယုံကြည်မှုရှိခဲ့ပါတယ်။သူကနေဇက်ဝိုက်မှာတက်ဆွဲထားတဲ့စစ်သည်တသိန်းခွဲခန့်ရှိတဲ့ရုရှားရဲ့ professional စစ်တပ်ဟာယူကရိန်းကိုရပ်ပိုင်းအတွင်းအလွယ်တကူသိမ်းပိုက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဒီတပ်ဖွဲ့တွေဟာရုရှားရဲ့ထိပ်တန်းတပ်ဖွဲ့ဝင်တွေဖြစ်တဲ့နယ်လို့ယူဆခဲ့ကြပါတယ်။ဆီးရီးယားနဲ့အခြားပြည်ပခတွေကနေကောင်းကောင်းလေ့ကျင့်ထားပြီး ခိမီလက်နက်တွေကောင်းကောင်းတက်ဆင်ထားပြီးစစ်ပွဲအတွေ့အကြုံရှိတဲ့တပ်ဖွဲ့တွေပေါ့ဒါအပြင်စစ်ပွဲအစပိုင်းမှာကြံတဲ့ရုရှားစစ်တပ်ဟာအင်အား၉သိန်းခန့်ရှိခဲ့ပါတယ်ရုရှားကိုယ်တိုင်ထုတ်ပြန်တဲ့ကိန်းကနန်းတွေနဲ့လွတ်လပ်တဲ့ကျွမ်းကျင်သူတွေရဲ့တွက်ချက်မှုတွေအရာပေါ့ဒါပေမဲ့ဒီအစပိုင်းယုံကြည်မှုဟာရတတပတ်အနေငယ်တွင် လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်ယူကရိန်းက KF ကိုရုရှားရဲ့ခြိတက်မှုကိုထိထိရောက်ရောက်တားဆီးနိုင်ခဲ့တာနဲ့အမျှစစ်ပွဲဟာပူတင်ကအစကတည်းက ရှားရှိမဲ့ပြိပခါတစ်ခုအတွက်ပြင်ဆင်မထားခဲ့တဲ့အချက်ကြောင့်တဖြည်းဖြည်းစစ်ပန်းလာပါတယ်။ရုရှားအနေနဲ့မထင်မထားတဲ့ကြီးမားတဲ့လူဝင်အားဆုံးရှုံးမှုတွေကိုစတင်ရင်ဆိုင်ခဲ့ရပြီးဒါကပဲနိုင်ငံခြားတိုက်ခိုက်ရေးသမားတွေကိုခေါ်ယူရတဲ့အဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ American ရဲ့အကဲဖြတ်မှုတွေနဲ့ Kremlin ကနေတိုက်ရိုက်ရရှိတဲ့သတင်းတွေအရရုရှားဟာ February လကကျူးကျော်ခဲ့ချိန်ထက်တိုက်ခိုက်ဖို့အသင့်ရှိနေတဲ့တပ်ဖွဲ့ဝင်60ရာခိုင်နှုန်းခန့်ပိုများတယ်လို့ခန့်မှန်းရပါတယ်။ဒါတွေထဲမှာထောင်ကနေလွတ်လာတဲ့ထောင်သား ထောင်ပေါင်းများစွာနဲ့ထပ်ခါတလဲလဲနဲ့အငင်းပွားဝယ်ရာစစ်မှုရန်ဟောင်းစစ်စင်ရေးတွေကနေစစ်သားစုတောင်းမှုတွေပါဝင်ပါတယ်။ဒါပေမဲ့ဒီလိုကြီးမားတဲ့တိုက်ရင်အားချက်ထွင်မှုဟာအရေးအသွေးကိုအရေးအတွက်အတွက်ဘလို့ဆံမမီတဲ့ပမာဏနဲ့ဆုံးလုပ်ခဲ့လဲဆိုတာကိုပဲဖော်ပြနေပါတယ်။ဒီအခြေအနေကိုမြင်သာအောင်ပြောရရင်ရုရှားစစ်တပ်ဟာ professional အားကစားအဖွဲ့တစ်ဖွဲ့ယာတီအစမှကျယ်ပွင့်ကစားသမားတွေနဲ့စတင်ပြီးတဖြည်းဖြည်း college ကစားသမားတွေပြီးရင်အထက်တန်းကျောင်းသားတွေ နောက်ဆုံးဘောလုံးကင်ကျင်သူဘသူကိုမဆိုအစားထိုးလိုက်သလိုပါပဲအဲ့ဒါဟာ၃နှစ်ကျော်ကာလအတွင်းရုရှားစစ်တပ်မှဖြစ်ပျက်ခဲ့တဲ့ဟာပါလူဝင်အားအတွက်အရေးသွေးကိုဆွန့်လွတ်လိုက်ရတဲ့သဘောပါပထမဆုံးသိတာတဲ့အပြောင်းလဲကတော့ဝက်ဂနာအဖွဲ့ရဲ့ဂျေးစားစစ်တီတွေကိုစတင်အသုံးပြုခဲ့ခြင်းပါပဲ2022ခုနှစ်နွေရာသီမှာဝက်ဂနာအဖွဲ့ဟာရုရှားရဲ့ကျယ်ပြန့်တဲ့အကျဉ်ထောင်စနစ်ထဲကနေအကျဉ်းသားတွေကိုစတင်စုဆောင်ခဲ့ပါတယ်ဝက်ဂနာကောင်းဆောင် ပရီဂဇိုဇင်ဟာ အကျဉ်းသားတွေကိုယူကရိန်းမှာ6လအသက်ရှင်နေနိုင်ရင်လူငယ်ချမ်းသာခွင့်ပေးမယ်လို့ကန့်လှမ်းခဲ့တာပါဒီအချက်ကရုရှားရဲ့လက်ရှိစစ်တပ်ဟာလှင်းလင်းမြန်မြန်ပဲဆုတ်ယုတ်နေပြီဖြစ်ပြီးပြန်လည်လည်လည်ထူဖို့နှစ်ပေါင်းများစွာကြာမြင့်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းညွှန်ပြနေပါတယ်အကျဉ်းသားစုတော်မှုဟာသိငဲတဲ့စစ်ရေးတစ်ခုမဟုတ်ခဲ့ပါဘူး2022ခုနှစ်ဒီဇင်ဘာလမှာဘီဒင်ကာဝေးဝင်ကြီးဌာနကဝါဂနာအဖွဲ့မှယူကရိန်းမှာတိုက်ခိုက်နေတဲ့စစ်သည်9000ရှိတယ်လို့ကြေညာခဲ့ပါတယ် အမေရိကန်မျိုးသားလုံခြုံရေးကောင်စီရဲ့မဟာဗျူဟာမြောက်ဆက်သွယ်ရေးညှိနှိုင်းရေးမှူးဂျွန်ကာဘီရဲ့အဆိုအရကျေးဇားစစ်တီတထောင်ခန့်နဲ့အကျဉ်းသား၄000ခန့်ရှိတယ်လို့ဆိုပါတယ်။ဒါကိုထက်ထွက်ကြည့်မယ်ဆိုရင်ရုရှားဟာနိုင်ငံအများပြရဲ့လက်ရှိလက်နက်ကင်တပ်ဖွဲ့တွေမှာရှိနေတဲ့စစ်တီအရေးအတွက်ထပ်ပိုများတဲ့အကျဉ်းသားတွေကိုရှေ့တန်းကိုဆေးလွှတ်နေတာဖြစ်ပါတယ်။ဒါအပြင်ဒီအချိန်ကမြေပြင်မှာရှိတဲ့ရုရှားတပ်ဖွဲ့ဝင်စုစုပေါင်းရဲ့20000ခန့်ဟာဝါဂနာစစ်တဲ9000နဲ့ဖွဲ့စည်းထားပြီး ဒါဟာပူတင်ရဲ့စစ်ပွဲကိုဆင်နွှဲရမှာအဓိကအားထားရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့2023ခုနှစ်အစောပိုင်းမှာဒီလိုအကြီးအကျယ်စစ်သားစုဆောင်မှုမျိုးကတော့အောင်မြင်မှုမရတော့ပါဘူး။ဝါကနာအဖွဲ့ကောင်းဆောင်ပရီဂိုဇင်က2023ခုနှစ်ဖေဖော်ဝါရီလမှာဝါကနာပုဂ္ဂလိကစည်ရေးကုမ္ပဏီကအကျဉ်းသားစုဆောင်မှုလုံးဝရပ်တန့်သွားပြီလို့ကြေညာခဲ့ပါတယ်။ဝါကနာအဖွဲ့ရဲ့အကျဉ်းသားစုဆောင်မှုရပ်ဆိုင်သွားပြီးနောက်မှာရုရှားရဲ့လူဝင်အားအကျတဲ့အတိုင်းအတာကပေါ်လွင်လာပါတယ်။ ရုရှားကာဝေးဝန်ကြီးဌာနကိုယ်တိုင်က2022ခုနှစ်အောက်တိုဘာလမှာအကျဉ်းသားတွေကိုစတင်စုဆောင်းခဲ့တာဖြစ်ပါတယ်။ဒီစုဆောင်းခံရသူတွေကို Storm Z လို့ခေါ်တဲ့တပ်ဖွဲ့တွေတဲကိုပို့ဆောင်ခဲ့ပြီး10ရက်ကနေ15ရက်ပဲလေ့ကျင့်မှုပေးခဲ့ပါတယ်။အစပိုင်းမှာရုရှားရဲ့ထိပ်တန်းတပ်ဖွဲ့တွေလို့သတ်မှတ်ခံရတဲ့ Storm Z တပ်ဖွဲ့တွေဟာလည်းကြံတဲ့ရုရှားစစ်တပ်တွေလိုပဲယူကရိန်းရဲ့ခုခံကွာခံမှုတွေကိုထိခိုက်မှုမပေးနိုင်ပဲအခြေအနေဆိုးရွားခဲ့ပါတယ်။2023ခုနှစ်ဧပြီလမှာ Institute for the Study of War က Stormzy တပ်သားတွေကပုံမှန်စစ်တပ်ဖွဲ့စည်းပုံပြင်ပမှာရှိနေပေမဲ့လက်ရှိရုရှားတပ်ရင်းတွေတပ်မဟာတွေနဲ့ပူးပေါင်းထားတယ်လို့ဖော်ပြခဲ့ပါတယ်2023ခုနှစ်အလယ်ပိုင်းမှာတော့ဒီတပ်ဖွဲ့တွေကိုအကျဉ်းသားယူနစ်တွေဖြစ်မြင်လာကြပြီးကြီးမားတဲ့ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်နိုင်တဲ့ခြေတန်းနေရာတွေကိုစေလွှတ်ခဲ့ပါတယ်ရုရှားဟာသူ့ရဲ့ပြည်ရင်းအကျဉ်းသားတွေကိုစစ်မြေပြင်မှာအလင်းမြန်အုံချပြီးဆုံးရှုံးမှုများပြားလာပြီးနောက် ယခုခါနိုင်ငံသားစစ်မှုရန်တွေကိုမှီခိုအားထားရတဲ့အဆင့်ကိုရောက်ရှိနေပါပြီ။ဒီပြောင်းလဲဟာ2024ခုနှစ်အော်တိုဘာလကလေးကစတင်ခဲ့ပြီးမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တပေါင်းကျော်ဟာရုရှားတပ်ဖွဲ့တွေနဲ့တူကော့စ်မှာပူးပေါင်းပါဝင်ခဲ့ပါတယ်။ဒီမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဆေလွှတ်မှုဟာလက်ရှိမြောက်ကိုရီးယားရုရှားစစ်ရေးနဲ့ပထဝီနိုင်ငံရေးမဟာမိတ်အဖွဲ့အောက်မှာဆောင်ရွက်ခဲ့တာပါ။ယူကရိန်းကကော့စ်ဒေသကိုကျူးကျော်ခဲ့ချိန်မှာရုရှားကသူ့ရဲ့နေမျိုးကိုချိမ့်ချောက်ခံရပြီလို့ပြောဆိုဖို့အခွင့်ကောင်းရခဲ့ပါတယ်။ ဒီလိုပြောဆိုခွင့်ရတာနဲ့မြရုရှားဟာကာဝေးရေးမဟာမိတ်အဖွဲ့ကိုအစပြုပြီးသူ့ရဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့မြောက်ကိုရီးယားကတပ်ဖွဲ့ဝင်တပေါင်းကိုအဲ့ဒီဒေသကိုပို့ဆောင်ခဲ့ပါတယ်။ဒီတပ်ဖွဲ့ဝင်တွေဟာကတ်စမာရှိတဲ့ရုရှားရဲ့မြေနံတပ်ဖွဲ့ဝင်20ရာခိုင်နှုန်းခန့်ကိုဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဤပညာစွမ်းရည်အနေအဆုံနဲ့စစ်ရေးပြင်ဆင်မှုအနည်းဆုံးရှိတဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာသူတို့မျှော်လင့်ထားသလောက်ပဲစွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူတို့ဟာတေဆုံးမှုမြင်မာခဲ့ပြီးအချို့သတင်းရင်းမြစ်တွေရဲ့အဆိုအရ၃လအတွင်းမှာပဲမြောက်ကိုရီးယားတပ်ဖွဲ့ဝင်3000ခန့်တေဆုံးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။၂025ခုနှစ်ဧပြီလ6လအကြာမှာခံမှန်းကြီး9000ထိမြင့်တက်လာပြီးတေဆုံးသူရေအတွက်က3ဘုံ2ဘုံရှိပါတယ်။2025ခုနှစ်မေလမှာရုရှားဟာသူ့တပ်တွေထဲကိုနောက်ထပ်နိုင်ငံတကာမဟာမိတ်တွေကိုထပ်မံပေါင်းသီးခဲ့ပုံရပြီးအီရန်တွေဟာသူ့စစ်တပ်ထဲကိုဝင်ရောက်လာတဲ့နိုင်ငံသားတွေထဲမှာပါဝင်နိုင်ွယ်ရှိနေပါတယ်။ ီလိုပြောင်းလဲဟာရုရှားစစ်တပ်ရဲ့စိုးရုံမှုကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ပထမ professional စစ်သားတွေပြီးရင်ကြေးစားစစ်သားတွေပြီးတော့အကျဉ်းသားတွေအခုဆိုရင်နိုင်ငံခြားတပ်ဖွဲ့တွေအထိအဆင့်ဆင့်ပြောင်းလဲလာမှုဟာခေတ်သစ်တမိုင်းမှာအပြင်းထန်ဆုံးစစ်ရေးစိုးရုံမှုတွေကတခုကိုကိုးစားပြုပါတယ်။ဒါကရုရှားဟာယူကရိန်းစစ်ပွဲရဲ့ပြောင်းလဲနေတဲ့အခြေအနေကိုလာရောညီထွေဖြစ်အောင်လုပ်နေတာကိုမဆိုလိုပါဘူး။တကယ်လို့လာရောညီထွေဖြစ်အောင်လုပ်နေတယ်ဆိုရင်သူ့ကိုယ်ပိုင်တပ်ဖွဲ့တွေရှေ့တန်းမှာပုံများလာပြီး အရေးအတွက်အားဖြင့်အသာစီးရထားတဲ့စစ်တပ်ဟာတိုက်ပွဲမှာတကယ်တမ်းတိုးတက်မှုတွေရှိလာမှာပါ။ဒါပေမဲ့အဖြစ်မှန်ကတော့ရုရှားဟာသူ့ကိုယ်ပိုင်တပ်တွေကုန်ခန်းနေပြီးစစ်သားစုတောင်းမှုနဲ့လေ့ကျင့်မှုတွေမရနိုင်တော့တဲ့အချိန်မှာနိုင်ငံသားတွေကိုယာယီဖြည့်ဆွတ်အဖြစ်အသုံးပြုနေရတယ်ဆိုတော့ရှင်းလင်းတဲ့လက္ခဏာကိုပြသနေကြပါပဲ။ယူကရိန်းကလည်းစစ်ပင်ပန်းနွမ်းနေနေတာကြောင့်ရုရှားအနေနဲ့လုံလောက်တဲ့အရေးအတွက်နဲ့စစ်မှုရန်တွေကိုစုဆောင်းနိုင်ရင်စစ်ပွဲကိုအနိုင်ရနိုင်တယ်လို့ယူဆနိုင်ပေမဲ့ဒီအငင်းပွားမှုမှာကြီးမားတဲ့ချိုးရင်းချက်တစ်ခုရှိပါတယ်။ စစ်တပ်တွေဟာလက်နက်ကင်ထားတဲ့လူတအူးချင်းစီရဲ့စုစည်းမှုတတ်တတ်မဟုတ်ပါဘူး။သူတို့ဟာထိရောက်စွာလှုံ့ဆော်နိုင်ဖို့အတွက်ဆက်သွယ်မှု၊ယုံကြည်မှု၊ဘုံသဘောတရားနဲ့ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုတို့အပေါ်မူတည်နေတဲ့ရှုပ်ထွေးတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ရုရှားဟာနိုင်ငံခြားတိုက်ခိုက်ရေးသမားတွေကိုစတင်ခေါ်ယူအသုံးပြုလာတဲ့အခါသူ့ရဲ့မူလကလေးကခြောင်ချိပ်ပြီးခေတ်နောက်ကျနေတဲ့စစ်ယူဆတွေပြုတ်ကွဲပြက်စီလာခဲ့ပါတယ်။အဓိကပြဿနာကဘာသာစကားအခက်အခဲပါပဲ။ မြောက်ကိုရီးယားတပ်ဖွဲ့တွေကတ်စ်မှာစတင်ရောက်ရှိလာခြင်းကလေးကစစ်သားတွေကြားဆက်သွယ်ရေးနဲ့ညှိနှိုင်းမှုတွေအခက်အခဲဖြစ်ခဲ့တယ်လို့ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးကဖော်ထုတ်ခဲ့ပါတယ်။မြောက်ကိုရီးယားစစ်သားတွေဟာရုရှားဘာသာစကားဒါမှမဟုတ်အင်္ဂလိပ်ဘာသာစကားမသိတာကြောင့်စကားပြန်တွေအပေါ်အကြီးအကျယ်မှီခိုခဲ့ရပါတယ်။ဘာသာစကားပြင်မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာဒရုန်းစစ်ပွဲအတွေ့အကြုံမရှိခြင်းနဲ့ယူကရိန်းရဲ့ပွင့်လင်းမြေပြင်နဲ့မရင်နှီးခြင်းကြောင့်ကြီးမားတဲ့ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။တပ်မှုအမိန့်ပေးစနစ်မှာလည်းပြဿနာတွေရှိခဲ့ပြီး မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာခြေချင်းအဖြစ်တပ်တွေကိုပြန်ပြီးပြစ်ခတ်မိတာမျိုးမဟာမိတ်ချင်းချင်းထိခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ဒါဟာနှိမ့်နိုင်မှုမရှိဘဲတိုက်ခိုက်နေတဲ့နိုင်ငံစုံစစ်တပ်တွေရဲ့အန္တရာယ်ကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ရုရှားလူမျိုးကိုရည်ရွယ်ပြီးသူ့နိုင်ငံသားတွေရဲ့ထိခိုက်နေတာမျိုးကိုရှောင်ရှားဖို့နိုင်ငံခြားတပ်ဖွဲ့တွေကိုအသုံးပြုခဲ့တာဖြစ်နိုင်ပါတယ်။ဒီပြဿနာရဲ့အဓိကအကြောင်းရင်းကတော့ရုရှားဟာသူ့ကိုယ်ပိုင်စစ်တပ်ကိုထိထိရောက်ရောက်အသုံးမပြုနိုင်တာပါပဲ။ရုရှားရဲ့စစ်ယူဆဟာ ဆိုဗီယက်ခေတ်ကလေးကဗဟိုချုပ်ကင်မှုစနစ်အရေအတွက်အသာစီးရမှုနဲ့ကြီးမားတဲ့ထိခိုက်နစ်နာမှုတွေကိုလက်ခံခြင်းလိုပဲဖြစ်ပါတယ်။ဒီမဟာဗျူဟာကကာဝေးရေးစစ်ပွဲအတွက်အလုပ်ဖြစ်ပေမဲ့ယူကရိန်းလိုနိုင်ငံသားနိုင်ငံမှာတိုက်ခိုက်တဲ့အခါရေတပ်နဲ့လေတပ်ရဲ့ထောက်ပံ့မှုမရှိဘဲမြေပြင်တပ်ဖွဲ့တွေကိုအဓိကအသုံးပြုတာကြောင့်အကျိုးမဖြစ်ထုံပါဘူး။ဝါဂနာအဖွဲ့ကောင်းဆောင်ပရီဂိုဇင်ရဲ့အဆိုအရ2023ခုနှစ်အလယ်ပိုင်းမှာရုရှားဟာတပ်ဖွဲ့ဝင်3000ခန့်ဆုံးရှုံးခဲ့ရပြီး 2024ခုနှစ်မှာတော့တည်ဆုံးမှုနှုန်းညှန်းဆန်းလာခဲ့ပါတယ်။ဒီတင်ကဝေးဝင်ကြီးဌာနရဲ့ခံမှန်းချက်အရ2022ခုနှစ်စကစတင်ခဲ့တဲ့ကျူးကျော်မှုကလေးကရုရှားရဲ့ထိခိုက်နစ်နာမှုဟာတည်ဆုံးသူနဲ့ဒဏ်ရာရသူ6သိန်းနီးပါးရှိနိုင်ပွဲရှိပါတယ်။ဒါဟာစစ်ပွဲအစပိုင်းကတိုက်ရင်အားစုစုပေါင်းထက်ပိုများလာကြောင်းစစ်တပ်တစ်ခုလုံးကိုစစ်သားအစ်တွေနဲ့အစားထိုးခဲ့တယ်လို့ညွန်ပြနေပါတယ်။ဗဟိုချုပ်ကိုင်မှုစနစ်ဟာခေတ်သစ်စစ်ပွဲမှာအားနည်းချက်တစ်ခုဖြစ်လာခဲ့ပြီး ရုရှားဘျူရိုကရေစီရဲ့နှိမ်ကွေးမှုကြောင့်တပ်ဖွဲ့တွေဟာယူကရိန်း drone နဲ့အမြောက်တပ်တွေအတွက်ထိုင်ဆောင်နေတဲ့ပြစ်မှတ်တွေဖြစ်လာပါတယ်။ပုံမှန်နှဆိုင်တဲ့ပြဿနာကတော့အကျင့်ပြတ်ချဆမှုဖြစ်ပြီးရုရှားရဲ့ကြီးမားတဲ့စစ်ရေးဘတ်ဂျက်ရဲ့အများစုဟာဒီအကျင့်ပြတ်ချဆမှုတွေကြောင့်ဆုံးရှုံးနေရပါတယ်။စက်ပစ္စည်းတွေကစာရွက်ပေါ်မှာပဲရှိနေပြီးလေ့ကျင့်ရေးအစီအစဉ်တွေကခင်မီစစ်ပွဲအတွက်မပြင်ဆင်ပေးနိုင်ပါဘူး။ဒါအပြင် professional စည်ရေးပညာရေးကိမဲမှုကြောင့်ရုရှားစစ်တပ်ဟာဆိုဗီယက်ခေတ်နီးပြူဟာတွေကိုပဲဆက်လက်အသုံးပြုနေရပါတယ်။ ဒီစစ်ပွဲရဲ့ဝင်တုံးဝင်မှုကိုရုရှားနိုင်ငံသားတွေကြားမှာအညီအမျှမခွဲဝင်နိုင်တာကလည်းအကြက်တဲကိုပိုဆိုးစေပါတယ်။ရုရှားဟာမော်စကိုလိုမြို့ကြီးတွေကနေစစ်သားစုတောင်းတာမဟုတ်ဘဲစင်းရဲတဲ့တိုင်းရင်းသားမျိုးစုံပါဝင်တဲ့ဒေသတွေကိုစနစ်တကျပိတ်မှတ်ထားနေပါတယ်။စစ်ရေးလာတာတွေကမြင်မာပြီးမဲ့ဒါဟာရွေးချယ်ကြရမရှိတဲ့လူအဖွဲ့အစည်းတွေကိုပိတ်မှတ်ထားတဲ့လက်ထိုးမှုတွေပဲဖြစ်ပါတယ်။ရုရှားရဲ့အလေလက်တန်းသားလူရန်းစားကတော့စစ်ပွဲစတင်ကလေးကတပန်းခန့်ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးနိုင်ငံရဲ့ဤပညာကျွမ်းနေမှုနဲ့ နိုင်ငံရေးစန့်ကျင်မှုတွေကိုယူဆောင်သွားခဲ့ပါတယ်။ရုရှားရဲ့မွေးဖွားနှုန်းဟာဆိုဗီယက်ယူနီယံပြိုကွဲပြီးကြတဲ့ကနိုင်ငံနေပြီးအလုံလုံနိုင်တဲ့လူကြီးတွေကြုံဝင်နေပါတယ်။ဒါကြောင့်နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေကိုစုဆောင်းတာဟာစစ်ရေးအကျက်တဲတယ်မကပဲတက်ကြွတဲ့စစ်တီအခြေအတွက်ကိုထောက်ပံ့ပေးနိုင်တဲ့တခုရီးသောနီလန်လေးဖြစ်ပါတယ်။ရုရှားဟာခုဆိုရင်တရုတ်၊အီရန်နဲ့မြောက်ကိုရီးယားတို့ပေါ်သူ့ရဲ့အခြေခံစစ်ရေးနဲ့စီးပွားရေးလိုအပ်ချက်တွေအတွက်မှီခိုနေရတဲ့နိုင်ငံအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ အီရန်နဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးလက်မှတ်ရေးထိုးတာတရုတ်ရဲ့အစိပ်ပိုင်းတွင်နဲ့စွမ်းအင်ပေါ်မှီခိုနေရတာတွေကရုရှားဟာအရင်းမြစ်ဆိုးကျိုးနိုင်ငံဖြစ်ပြောင်းလဲနေတယ်ဆိုတာကိုပြသနေပါဗျ။ရုရှားရဲ့ယူရစေးရေးစွမ်းအင်တွေဆက်လက်ဆုတ်ယုတ်လာတာနဲ့အမျှနျူကလ িয়ার လက်နက်တွေကိုမှီခိုခြင်းနဲ့စိတ်ကူးကပိုကြီးထွားလာနိုင်ပြီးပူတင်စိတ်ပြတ်အားငယ်လာပါကယူကရိန်းနဲ့အနောက်နိုင်ငံတွေပေါ်အများဆုံးထိခိုက်ပျက်စီးမှုဖြစ်ပေါ်သေးဖို့ဆုံးဖြတ်ချက်တွေချမှတ်လာနိုင်ပါတယ်။ဒီစစ်ပွဲဆက်ဖြစ်နေရတဲ့အဓိကအကြောင်းရင်းကတော့ ်ပူတင်ဟာယူကရိန်းနယ်မြေတွေမှာကပဲယူကရိန်းလူမျိုးတွေကိုလည်းလိုချင်တာကြောင့်ပါယူကရိန်းရဲ့လူဦးရေတန်း40ဟာလူဦးရေရော့ကျနေတဲ့ရုရှားအတွက်မျက်စိကျစရာတစ်ခုဖြစ်ပြီးယဉ်ကျေးမှုနဲ့ဘာသာတကားအရရုရှားနဲ့ဆင်တူတာကြောင့်ပေါင်းစည်းဖို့လွယ်ကူပါလိမ့်မယ်ဒါကြောင့်လေရုရှားတပ်ဖွဲ့တွေဟာယူကရိန်းကလေးတွေကိုပြန်ပေးဆွဲတာနဲ့အရက်သားတွေကိုအတင်းကျပ်နေရာပြောင်းရွှေ့တာကိုအာရုံစိုက်ခဲ့တာပါပူတင်ရဲ့မြင်ကားနဲ့ကြည့်ရင်ယူကရိန်းကို သိမ်းပိုက်ခြင်းကအနောက်တိုင်းနဲ့မဟာမိတ်ဖြစ်နေတဲ့အိမ်နီးချင်းကိုဖယ်ရှားပေးတယ် စိုက်ပျိုးရေးနဲ့ဆက်မှုလုပ်ငန်းအရင်းမြစ်တွေကိုပေးတယ်။ပြီးတော့ရုရှားရဲ့လူဦးရေရောကြမှုကိုရှော့ပစ်ဖို့အတွက်အလုပ်လုပ်နိုင်တဲ့လူဦးရေကိုထောက်ပံ့ပေးပါတယ်။ဒါကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာမအောင်မြင်နိုင်ပါဘူး။ပူတင်ဟာနယ်မြေအတွက်သာမကရုရှားရဲ့ရေရှည်ရှင်သန်ရေးအတွက်ပါတိုက်ခိုက်နေတာပါ။ရုရှားစစ်တပ်ဟာတစ်ချိန်လုံးကတကယ်ကိုအင်အားကြီးမတဲ့စစ်တပ်ကြီးတစ်ခုဖြစ်ခဲ့ပြီမြဲအခုဆိုရင်တခြားနိုင်ငံတွေရဲ့အကူအညီကိုအကြီးအကျယ်မှီခိုနေရတာကိုရှင်းရှင်းလင်းလင်းတွေ့ရပါဗျ။ရုရှားရဲ့စစ်အင်အားကတဖြည်းဖြည်းဆုတ်ယုတ်လာလေလေ နျူကလ িয়ার လက်နက်တွေကိုအသုံးပြုခြင်းနဲ့စိတ်ကူးကပိုကြီးထွားလာလိမ့်လေပါပဲ။ပူတင်အခြေအနေဆိုးလာရင်ယူကရိန်းနဲ့နောက်နိုင်ငံတွေကိုအကြီးအကျယ်ထိခိုက်စေမဲ့ဆုံးဖြတ်ချက်တွေချမှတ်လာနိုင်ပါတယ်။ဒီအခြေအနေဟာကမ္ဘာလုံးကျွေးတက်တကယ်ကိုစိုးရိမ်စရာကောင်းပြီးဒီပဋိပက္ခရဲ့နောက်ဆက်တွဲတွေကိုနိုင်ငံတကာကသတိထားသင့်တယ်လို့ပြောကြင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။